အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ရွေးကောက်ပွဲကိုအပိုင်းလေးပိုင်းခွဲပြီးတော့ကျင်းပမယ်လို့စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောကြားလိုက်တဲ့သတင်းမှာရွေးကောက်ပွဲကိုအပိုင်းလေးပိုင်းခွဲပြီးတော့ကျင်းပပြုလုပ်ဖို့ရထားတယ်လို့စစ်ကောင်းစီကောင်းဆောင်မင်းအွန်လိုင်းကပြောကြားလာပါတယ်စစ်ကောင်းစီရဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာပြောကြားလိုက်တာဖြစ်တယ်လို့ဒီကနေ့ထုတ်စစ်ကောင်းစီဝါရဖြန့်သတင်းစာရီမှာဖော်ပြထားပါတယ် စစ်ကောင်းဆောင်မင်းအောင်လိုင်ကရွေးကောက်ပွဲကိုဒီဇင်ဘာတတိယပတ်စတုထဘက်ဇန်နဝါရီပထမပတ်နဲ့ဒုတိယပတ်တို့မှာကျင်းပဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ဒါအပြင် electronic voting machine စနစ်နဲ့စနမဲပေးနိုင်ဖို့ပြင်ဆင်နေတယ်လို့လည်းစစ်ကောင်းဆောင်ကပြောပါတယ်။မဲစင်းမောင်းယွင်းမှုတွေရှိတယ်လို့အကြောင်းပြပြီးအာနာသိမ်းယူခဲ့သူစစ်ကောင်းဆောင်ကမဲစင်းအတီဗျူကောက်ရီတော်ကိုတရနေ့ရက်အတွင်းပြီးစီအောင်လှောက်ဆောင်နိုင်တယ်လို့လည်းဆိုပါတယ်။စစ်ကောင်းဆောင်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အချင်းချင်းပြောဆိုနေပေမယ့်နိုင်ငံအနှံ့မှာတိုက်ပွဲတွေဖြစ်ပေါ်နေခဲ့ပြီးစစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့နေမြေဟာနေပါလာနေပြီပဲဖြစ်ပါတယ်။စစ်ကောင်ဆောင်လှုပ်ဆောင်မဲ့ရွေးကောက်ပွဲဟာတရားမဝင်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်းထုတ်ပြန်ကြေညာထားပါတယ်ရှင်။ကျမနွယ်နွယ်ပါ။